会参加了去大家，只要你啊，乎乎地多拉乎，多罗多家嘞，都都没人跟他买东西。你说人家过来个，人家那潮汕，潮的话，不嘞，真嘛，那个那边，对啊，他妈好不呀，十六的，十二茶杯可以啥的个，去大家。 ရသဗျာအနီးမှာနေကြလို့ခင်းသွားကြတေသိထဘိခွေဓမ္မအာရိကလျာဏမစ္ဆေကလျာဏပရိယောသနာကလျာဏအစလည်းဆုံးသုံးပါလုံးကောင်းခြင်းအ내ဒိဗ္ဗနဲ့ပြည့်စုံတဲ့တရားဓမ္မတွေကိုလှည့်လည်ဟောပြောကြတော့ကတူတွေဟာတရားမနာရရင်မသိနိုင်ဘူးမသိရင်တရားဓမ္မမှလည်းဆုံးရှုံးသွားနိုင်ကြတယ် ဒါကြောင့်မို့တရားလှည့်လည်ပြီးတော့ဟောကြဖို့အဲ့လိုသွားတဲ့အခါမှာသံဃာဥယျက60ဧရိယာကြီးကအမတ္တမကျေတော့နဘာသုံးပါတွဲသွားနေမယ်ဆိုရင်တရားနှက်မှာမဟုတ်လို့မာဧကိဏဒွေအကမိထာတကြောင်ဤသော လမ်းမှာနှစ်ပါးမသွားကြနဲ့ကိုကကိုသွားခြင်းနဲ့တရားတစ်ခု တပါးတည်းပဲသွားပြီးသွားကြလို့ ရှိရချက်ကတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုဖြန့်ပြီးဟောကြားဖို့စိတ်လွတ်တာပဲဖြစ်တယ်။အဲ့ဒါလို့နဲ့တန်ခါးတွေဟာတစတစစိတ်ပါဝင်စားပြီးတော့သာသနာ့ဘောင်ဝင်လာတဲ့ပုဂ္ဂိုလ်တွေကများလာတယ်။နောက်ပိုင်းသာသနာ့ဘောင်ဝင်တဲ့ပုဂ္ဂိုလ်တွေကတမန်ပုထုရှင်ပုဂ္ဂိုလ်တွေဝင်လာတော့အတွေ့အခေါ်အယူဆအပြောဆိုမျိုးမျိုးနဲ့မြတ်စွာဘုရားသာသနာတော် ဝေရောက်လာကြတယ်ပေါ့မြားလာပြီဆိုတဲ့အရာမှာလူဟာနေတော့ကတန်းစင်တော့လေမြားလာပြီဆိုလို့ရှိရင်တော့ထုံတန်းစင်လာတယ်ပဲလူများလာလို့ရှိရင်ဒီအပြည့်နာစာဆိုပေါ်လာတတ်တယ်ပေါ်လာတယ်မြားလာပြီဆိုရင်စိကံတမတ်ချက်မရှိဘူးဆိုလို့ရှိရင် သူတလူငါတမဲမိမိစိတ်ဆန္ဒအတိုင်းပြုလုပ်မှုတွေဖြစ်ပေါ်လာတာ ရာသီမရွေးခྱི་သွားတဲ့အလေးထားတွေဖြစ်ပေါ်လာတယ်။မိုးရာသီမှလည်းသွားတယ်၊ဆောင်းရာသီမှလည်းသွားတယ်၊နှွေရာသီမှလည်းသွားတယ်။ရာသီမရွေးခྱི་သွားကြတဲ့အခါမှာမိုးရာသီပိုင်းဆိုလို့ရှိရင်မိုးကာလအခါသမယမိုးတွင်အချိန်မှဆိုရင်ကောင်းစွာပင်နေစိုက်ပျိုးကြတာ။အဲ့တော့ကောင်းစွာပင်နေစိုက်ပျိုးထားတော့တချို့လမ်းတွေကကောင်းစွာပင်နေဖြတ်တန်းသွားတဲ့နေရာမျိုးတွေရှိနေတယ်။ယဟန်တွေဟာ မိုးရသည်လည်းပဲခီးထွက်သွားလာနေကြတဲ့အခါစဝါကိနေကိုဖြတ်သွားတယ်ဖြတ်သွားတော့အခင်းရှင်တွေကမကြိုက်ဘူးလေသူတို့စမပျက်စီးတယ်ပေါ့လူဖြတ်သွားတာမကြိုက်ဘူးမကြိုက်တော့ဖြစ်တင်ပြောဆိုမှုတွေပေါ်လာတယ်ဒီရန်တွေကလည်းဆောင်းရောနှွေရောမိုးရောရှောက်သွားနေကြတာပဲလို့ဆိုပြီးတော့ကဲရလား အဲ့ဒီမှာလည်းပဲမြတ်စွာဘုရားနဲ့ခစ်ပြိုင်မာသာတရားတွေလည်းရှိတယ်။သူတို့လည်းပဲတမနာလို့ဆိုတဲ့အုပ်စုတွေမှာ ရှိကြတယ်။သို့တော်သူတို့အတိတ်ပရိဘာဇကတို့အစေလကတို့ဒီလိုတိကြဝဟာရအာစီဝကဆိုရတယ်။နိခန္တာတို့ဒီလိုခေါ်ရည်လည်းရှိတယ်။သို့တော်အလုံးဟာတမနာအုပ်စုတွေမှာအကုန်ပါကြတယ်။တချို့ကိန်းတွေမှာနေကြတဲ့ ုဂ္ဂိုလ်တွေဟာဝရင်းကာလမှာခီးမသွားဖို့သတ်မှတ်ချက်တွေရှိတယ်။မြတ်စွာဘုရားရဲ့သာသနာတော်မှာဝရင်းကာလမိုးရသည်မှာခီးမသွားဖို့ဆိုတဲ့သတ်မှတ်ချက်မရှိဘူး။မရှိသည့်အတွက်ကြောင့်ယဟန်နေဟာမိမိတို့ဆန္ဒရှိရင်ရှိသလိုပဲဝါတွင်းမှာမရှောင်ခီးသွားကြတော့လူတွေကကြင်ရလာကြတယ်အတန်နေဟာပူပြီးတော့ကျေလောင်လာကြတယ်ကောရဝဗုဒ္ဓရဲ့ တပြိတ်တည်းဟာရှားတိမရွေးခီးသွားနေကြတယ်တရားဓမ္မအနေနဲ့ကောင်းတယ်လို့ပြောကြပေမဲ့လို့စီကံဥပဒေတော့ညံ့တယ်လို့ပြောလာကြတယ်တချို့တရားဓမ္မဟိုကောင်းတာကောင်းတဲ့ဟောပြောချက်တွေမရှိတော့လည်းပဲစီကံရှိကြတယ်ဒါဒီကနေ့ခင်မှလည်းပဲစီကံရှိတာဗဒ္ဓမတ္တမိုးရှိတယ် ဒီပညာရက်ကဘလောက်ကောင်းကောင်းစိက္ခာမရှိဘူးဆိုရင်ကဲဝေရာဖြစ်တယ်။ရသဗျာရဲ့သုံးပါးတရားတော်တွေလွန်ကောင်းတယ်။တရားတွေကလွန်ကောင်းသို့တော်စိက္ခာမရှိဘူး။လိုက်နာမှုတွေအားနေတယ်။သာသနာ့ဘာမှာဒီပြိပာစကားတွေတောင်းမှာပဲဝါရွေးမှာဆိုရင်ခီးသွမ်းမှုရှောင်ကြတယ်။ဒီယန်းတွေကတော့အချိန်ကြီးသွားနေကြတယ်လို့ကဲရဲ့ပြောဆိုတဲ့အတန်းတွေဟာကျယ်လောင်လာတယ် တချို့ကဘယ်လောက်ထိပြောလာတော့ဆိုမိုးရသည်မှာဆိုရင်ငှက်တည်းတောင်အတိုင်းလှုပ်ပြီးတော့ဟိုဒီဒီမသွားမဲနဲ့ငြိမ်းနေကြတယ်ဒီကိုတော်တွေကငှက်တည်းလို့တောင်မငြိမ်းဘူးရှောက်သွားနေတယ်ဆိုပြီးပြောလာကြအဲ့ဒီပြောလာပြောဆိုမှုတွေကမြတ်စွာဘုရားရဲ့နားရောက်လာတဲ့အခါမှာမြတ်စွာဘုရားကဒီဝါစုဘိုးဆိုတဲ့စိတ်ကံစတဲ့ပြညတ်တော်လာအဲ့တော့မြတ်စွာဘုရားမေးချင်ရှိတယ် အစတည်းကဘာလို့မလုပ်တလေဒီလိုပြောခံရမယ်ဆိုတာမသိဘူးလားသဗ္ဗညုတဉာဏ်ရှင်ဘုရားသခင် ဖြစ်ခဲ့တဲ့ဒီလိုပြစ်တင်လာလိမ့်မယ်ဆိုတာမသိဘူးလားဆိုတော့သိတယ်သိရင်ဘာဖြစ်လို့ကြိုတင်ပြီးတော့ဝါစုဝါကတ်တရင်တုံမှု မပြည့်ညတ်တလေဆိုရသော်ဘုရားရဲ့လိုက်နာဆောင်ရွက်မှုကလောကလူတွေလိုက်နာဆောင်ရွက်မှုနဲ့မတူဘူး ဥပဒေစီကံထုတ်တဲ့အခါမှာရည်ရွယ်ချက်ကစီကံဥပဒေလောက်တာဟာချွတ်တင်ပြီးလုံးလိမရှိဘူးခဏိခေတ်မှာစီကံဥပဒေတွေချွတ်တင်လုံးတဲ့အခါကျတော့အဝင်ခွင့်ချမဖြစ်ဘဲနဲ့လွှဲချော်မှုတွေညာဖြစ်တယ်မဖြစ်ခင်ကစိတ်ကူးယဉ်ပြီးတော့ဥပဒေတွေထုတ်ထားတယ်အဲ့ဒီဥပဒေတွေဟာဒီကြီးပွားတိုးတက်မှုအတွက်မဖြစ်ဘဲနဲ့ဆုပ်ယုပ်မှုအတွက် လုပ်ကန်လုပ်ငန်းဆောင်ရွက်တဲ့အခါမှာအဟန္တာမျိုးတွေသာဖြစ်ပြီးတော့ကြီးပွားတုတ်တက်မှုအတွက်ဖြစ်မလာတာတွေလည်းအများကြီးရှိတယ်လောကဥပဒေတွေမှာအခုဟာကြတော့မြတ်စွာဘုရားကသိတယ်ရဟန်းတန်ဃာတွေခုလိုသွားရင်လူတွေကဒီလိုပြောလာမယ်ပြောလာပြီးဆိုရင်ကြည်မြတ်စွာဘုရားကဲမင်းတို့ကြည်ကြကြည်သူများတွေကအပြစ်တင်စရာဖြစ်လာတယ်ဒါကြောင့်မို့ ဒီလိုအပြစ်တင်မခံကြရအောင်တို့တွေဝါတွင်း၃လကိုခီးမထွက်ပဲနဲ့နေချရမယ်ဟုတ်အကျိုးအပြစ်ကိုပြပြီးတော့ရသော်ဗျာဆုံးမဥပဒေလောက်တာအပြစ်မဖြစ်သေးရင်အကြောင်းချင်းရမပေါ်ပေါက်သေးလို့ရှိရင်ကျွတ်တင်ပြီးတော့ဥပဒေပြညတ်တာကျွတ်တင်ပြီးတော့ဥပဒေပြညတ်တာကိုအနုပ္ပန္နပြညတ်အနုပ္ပန္နပြညတ်တိ ကိစ္စမပေါ်ခင်ကကျွတင်ဟန်တာတဲ့ဥပဒေဟာဘိက္ခုနီသာသနာခွင့်ပြုတဲ့အချိန်တစ်ခုပဲရှိတယ်။ကျန်တဲ့ဟာတွေကတော့အနုပ္ပနာပြည့်ညတ်တခြားမရှိဘူး။ယန္တိလိုက်နာဖို့ယန္တန်ဃာတွေလိုက်နာဖို့ဥပဒေပြည့်ညတ်ချက်တွေဟာအကြောင်းတစ်ခုဖြစ်ပေါ်လာပြီးတော့ကဲ့ရဲ့ွယ်တွေကျုံးလာပြီးဆိုမှအဲ့ဒီကဲ့ရဲ့ွယ်တွေမဖြစ်ရအောင်တားဆီးပြီး မြတ်စွာဘုရားဥပဒေချမှတ်ပေးတာအဲ့လိုချမှတ်ပေးခြင်းအပြင်ဘယ်လိုအကျိုးကျေးဇူးတွေရအောင်ဆိုဓာတုကိုချုပ်ချဲ့တာမဟုတ်ဘူးအခုလိုဝရင်္ဂလာခီးသွားနေမြားစုကကဲ့ရဲ့တယ်တို့တွေဟာသူများရဲ့ကဲ့ရဲ့ခံရတဲ့အနေအထားမျိုးမဖြစ်ရအောင်မြတ်စွာဘုရားဥပဒေနဲ့ရှင်းပြတော့အဲ့တော့မြတ်စွာဘုရားပြည့်ညတ်တဲ့ဥပဒေကိုလိုက်နောက်ခြင်းမို့ လိုက်နာလို့တဲ့ဆန္ဒတွေလည်းဖြစ်ပေါ်လာတယ်။အကင်၍သာကြွတင်ပြီးဝါရင်းခီးမသွားရပြညာရင်ချုပ်ချယ်တယ်လို့လူတွေအထင်။မဖြစ်နဲ့ကိုသွားခြင်းနဲ့တော့မပေါ်ချုပ်ချယ်တာမကောင်းပါဘူးလို့ဒီလိုမြင်ကောင်းမြင်လာနိုင်တယ်ပေါ့။အဲ့ဒါလို့မမြင်တော့ဘူး။မြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ရှင်းပြပြီးတော့ဒီတိက္ခာဘုဒ္ဓကိုပြညာလိုက်တာ။မိုးရသည်ဟာ လေးလာရှိတယ်။ ထိုလေးလရှိတဲ့ထဲမှာအစ3လရဟန်းတန်ဃာတွေခီးမသွားဘူးဝါတွင်ကာလဝါဆိုရမယ်လို့မိုးရသည့်၄လတည်းက3လကိုကန့်တတ်ထားပြီးတော့၄လမြောက်ကြလို့ရှိရင်ကထိန်မွေနဲ့ဆက်နွယ်ပြီးနောက်ကြတော့ဖြစ်သွားတာမိုးရသည်အဲ့လိုအနေထားအဖြစ်ဝါဆိုခြင်းဝါကတ်ခြင်းဆိုတဲ့ဒီ ဘုရားဘာသာရဲ့ယသောပြအဆုံးမသာသနာမှာဒီအစင်လာတစ်ခုဖြစ်ပေါ်လာတယ်လို့ဒါသမိုင်းကြောင်းပေါ့ဟုတ်သမိုင်းကြောင်းအရာအခုလို့ပါဠိလိုဝတ္တဥပနာယိကဝတ္တဥပနာယိကဝတ္တုပနာယိကနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မိုးတွင်ကာလမှာမိမိနေထိုင်ရာအကြောင်းတစ်ခုမှာ ကဲ့ရောက်နေထိုင်ခြင်းအစဉ်မြဲနေထိုင်ခြင်းချင်းကပ်ခြင်းလို့ဆိုတယ်ခီးသွားမှုကိုရှောင်ပြီးတော့တနည်းအားဖြင့်မှနေထိုင်ခြင်းလို့ဒီလိုအထိပ္ပယ်ဝရင်းကလမှာခီးမသွားဘဲနဲ့နေထိုင်ခြင်းနောက်ပိုင်းရောက်လာတဲ့အခါမှာခီးကမသွားလို့မဖြစ်တဲ့ကိစ္စမျိုးတွေပေါ်လာတယ်ဆိုတော့ရဟန္တာငါးတွေလည်းပြီးပါတယ်ရှိကြတော့ အမေနေမကောင်းလို့အဖေနေမကောင်းလို့ဆရာနေမကောင်းလို့စသဖြင့်နေမကောင်းတဲ့မသားလို့ပြုစုကိုလိုးလာတဲ့အခါမှာဝါဒင်ဟာခီးသွားချာတာရှိတယ်။တရားဒဂမတွေကဖူးခြင်းလို့လူခြင်းလို့နေမကောင်းတဲ့မသားတဲ့ပုဂ္ဂိုလ်တွေကပင့်လို့အဲ့ဒါလို့အခွင့်လေးတွေဒီမသွားရဆိုတဲ့တမတ်ချက်အတွင်မှာသွားเสียအကြောင်းလေးတွေကျုံတာပြန် အဲ့လိုကြုံလာတဲ့အခါမှာမြတ်စွာဘုရားကခုနှစ်ရက်အတွင်းပြန်လာလို့ပြန်လာဖို့ခုနှစ်ရက်ကိုသွားလို့ရတယ်တရင်သုံးပေါ်၅ဦးဘိက္ခုတာမဏေရဘိက္ခုနီသိက္ခာမနာတာမဏေရီလို့ဆိုရဲတရင်သုံးပေါ်၅ဦးကိစ္စနဲ့ဆိုရင်ဟောရဲမှာခီးသွားလို့ရတယ်မိဘတွေမကောင်းလို့ဖြစ်စေ ဆရာသမားတွေနေမကောင်းလို့ဖြစ်စေအလူအတန်းပင့်လို့ဖြစ်စေတရားတော်မကဖူးမြင်ခြင်းလို့ဖြစ်စေသို့မဟုတ်တရားနာခြင်းလို့တရားလာဟောပါလို့ပင့်တဲ့အခါပဲဖြစ်စေအဲ့ဒါကိုတုံသုံးချက်လို့ခေါ်တယ်ဒါနင်းစဓာတုံအလူလှဖို့ဓမ္မင်းစသောတုံ တရားနာဖို့ဘိက္ခုစပတိတုံဖူးတွေ့ဖို့အဲ့ဒီတုံဆိုတဲ့သက္ကလုံနဲ့ ရှိရွက်ချက်၃မျိုးနဲ့လည်းပဲမြတ်စွာဘုရားသွားခွင့်ပြုတယ်လျှော့ပေးတာဥပဒေမှာအလုံးဟာဥပဒေဟာအလျှော့တင်ရှိတယ်တရားသေးပြည့်ညတ်တာမဟုတ်ဘူးအဲ့လိုလျှော့ပေးလိုက်ပြီးတော့သွားလာခွင့်ပြုလိုက်ပြောရပြုတဲ့အခါမှာမြန်မာနိုင်ငံမှာဘာအစဉ်လာတစ်ခုဖြစ်နေတော့ဆိုရင်ဝါတွေမှာသွားเสียရှိလို့သွားရင်ဝါပန်ရမယ်ဆိုတဲ့ဒီ အစင်းလာစကားတခုမှတော့ဝါပနဲ့ဆိုတာနှလုံးသွင်းပြီးတော့သွားဖို့ပဲပြောတာပါပါဇာကနောက်ပိုင်းကျတော့ဒုက္ကဋ္တိအန္တောတတဟိနိဝတမိဆိုပြီးတော့ဝါပနဲ့ဆိုတာဖြစ်လာပြန်တယ်သို့တော့ဝါပနဲ့ဆိုတာဆာလပိလာစကားတော့မဟုတ်ဘူးခီးသွားစရာအကြောင်းခွင့်ပြုထားတဲ့အကြောင်းညီညွတ်လို့ရှိရင်သွားနှလုံးသွင်းရမှာတော့ ခုနှစ်ရက်အတွင်းပြန်လာမယ်အပြီးသွားတာမဟုတ်ဘူးရှင်ရချက်ကဒီခုနှစ်ရက်အတွင်းခုနှစ်ရက်လို့ဆိုတဲ့နေရာမှာအရုံခုနှစ်ကြိမ်၆ကြိမ်ပဲယူရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့အတွင်းပြန်လာရမယ်လို့သူဆိုလို့ရပေါ့အဲ့ဒါဝါဆိုဝါကတ်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတစ်ခုပေါ့နော်ဝိနည်းကျမ်းမှာလေ့လာလို့ရှိရင်ဝတ္တုပနာယိကအခန်းအဲ့ဒီအခန်းမှာ မာဝဲကပါဠိမှာပြည့်ပြည့်စုံစုံဝါဆိုဝါကပ်ပြီးဝါရဲမှာလိုက်နာမဲ့အချက်တွေပြည့်ပြည့်စုံစုံဟောကြားထားတယ်။ကြောင်းဆိုလို့ရှိရင်ဘယ်လိုကြောင်းမျိုးမှဝါဆိုရမယ်ဘယ်လိုကြောင်းမျိုးမှဝါမဆိုအောင်ဝါမဆိုကောင်းတဲ့နေရာတွေရှိတယ်။တစ်ပင်အောင်ဝါမဆိုရဘူး။တစ်ပင်တစ်ခေါင်းထဲမှာလည်းဝါမဆိုရဘူး။ဝါမဆိုရမယ့်နေရာတွေရှိတယ်။အဲ့ဒါတွေလည်းတတ်မှတ်ချက်အတိုင်းပဲ။ ဝါဆိုဘကလောက်ကြရတယ်နောက်ပိုင်းကျတော့စီကံနေပူများလာတယ်ပေါ့ဒါကစီကံဥပရေဆိုတာဒီလိုပဲတဖြည်းဖြည်းတိုးတက်လာတာပဲဖြစ်တယ်ပေါ့အခုဝါဆိုပြေးကြပြီဝါဆိုပြေးပြီဆိုရင်ဘာတွေလောက်ကြမလဲနေစင်းနေမြလုံးနေကြတဲ့တွင်မှာဝါတွင်ကာလမှာဆိုရင်ရှေးခေတ်ကမလောက်လေလို့ဆိုရင် အထူးအဖြစ်မြတ်စွာဘုရားလက်ထက်ကတော့ပฏิပတိအလုတ်ကိုဥတီပြီးတော့သာသနာပေါင်းဝင်ကြတာဖြစ်လို့တရားအထုတ်တဲ့အလုတ်ကိုလုပ်ကြတယ်ပထမဆုံးဆိုတရားအထုတ်တဲ့အလုတ်ကိုလုပ်ကြတယ်သာသနာပေါင်းဝင်လာကြတဲ့ကတရားဓုရတဲ့ပုဂ္ဂိုလ်တွေကတော့ပြောစရာမလိုတော့ဘူးတရားဓုမရသေးတဲ့ပုထုဇဉ်တွေဝင်လာတဲ့အခါကျတော့တရားလုတ်အထုတ်ဖို့မြတ်စွာဘုရားစီကမ္မထာနေတောင်းဆရာသမားတွေစီကမ္မထာနေတောင်း အလိုနေပီတရားထုတ်ကြတယ်အဲ့ဒီမှာလဲကန့်တတ်ချက်တစ်ခုဖြစ်ပေါ်လာတယ်ရဟန်းဖြစ်လာပြီးတဲ့နောက်မှာတောရအကြောင်းကိုသွားပြီးတော့တပားနေနေဖို့ဆိုတဲ့နေရာမှာဆရာမရှိဘဲနဲ့သွားနေလို့မရဘူးမရလို့အနည်းဆုံး၅ဝါဥပိ္ပဇေဆရာနဲ့အတူနေရမယ်ဥပိ္ပဇေဆရာစီကတင်းတင်းတင်းလိုက်တဲ့ဝိနည်းတွေလေ့လာရမယ်အချက်တွေကို ၅ဝါဥပိ္ပဇ္ဇာနဲ့အတူနေရမယ်လို့နောက်ပိုင်းမှာဥပရိသတ်မှတ်တာဥပိ္ပဇ္ဇာနဲ့အတူနေတဲ့ဝါပိုင်းကို၅ဝါ၅ဝါပြည့်တဲ့အခါမှာကမ္မထာဘာဝနာအထုတ်နည်းကိုသင်ကြားပြီးတော့တောရက်သူချင်းကပ်ပြီးမိမိနဲ့တပ္ပယဖြစ်တဲ့ပုဂ္ဂိုလ်တွေနဲ့အတူတူဝါဖြစ်စေတပါးတည်းဖြစ်စေ တင်တော်တဲ့နေရာသွားပြီးတော့တရားဓမ္မအထုတ်တယ်။ဝါတွင်းကာလမှာမိမိတို့ရဲ့ဆန္ဒအားလျော်စွာဒုတင်နေပါ ဆောက်တည်ပြီးတော့တရားအထုတ်တယ်။ဝါကျွတ်တဲ့အခါမှာရသော်ဗျာရှိတဲ့နေရာကို ပြန်လာချတယ်။အဲ့တော့ဝါစုဟုဆိုရင်မြတ်စွာဘုရားနဲ့ဆုံတွေ့ပြီးတရားတွေတောင်းကြတယ်ကမ္မထံတောင်းကြတယ်ပြီးရင်ခီးထွက်ကြတယ်တန်ခါလေးပေါ့ဝါမစုခင်လေးခီးထွက်ကြတယ်မိမိတို့ရောက်တဲ့နေရာမှာဝါကပ်ပြီးတော့ တရားဓမ္မကိုချိုးချိုးဆဆအထုတ်ကြတယ်။တချို့လဲဝါရဲမာရင်သောတပန်ဖြစ်သွားတယ်၊တဂရဂံဖြစ်သွားတယ်၊အနာဂံဖြစ်သွားတယ်၊နောက်ဆုံးယန္နာဖြစ်သွားတယ်။တချို့လဲပါတရားမှမရပဲနဲ့လေဝါကျွတ်သွားတာလည်းရှိတယ်။ဒါရှိခေကဝါကျွတ်ပြီဆိုတဲ့အခါမှာမြတ်စွာဘုရားစိတ်လာပြီးတရားဓုတရားမြတ်ရလာတာကိုပွင့်လင်းစွာရှောင်ထားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ တွေ့ဟွိုက်ပြီးတော့ရှောက်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိကြတယ်။အဲ့ဒါလို့ဝါချစ်ပြီးဆိုရင်မြတ်စွာဘုရားစီပြန်ရောက်လာကြပြန်။ရှေခိစနစ်ကအဲ့ဒီပုံစံနဲ့သွားတယ်။ခဏိခိကြတော့ပုံစံလေးတွေပြောင်းလာတယ်ပေါ့။ဘာကြောင့်ပြောင်းလာတော့ဆိုလို့ရှိရင်တရားဓမ္မချင်းချင်းဟာကိုကိုတူတူရဲ့အလုပ်ဖြစ်တယ်ပေါ့။မြတ်စွာဘုရားဟောတာတဲ့ဆုံးမတရားတော်တွေက တပခဏပေါင်း၈000၄000ပြိတ္တက30နိကေ9ပြမြားလာတဲ့အတွက်ကြောင့်ဒါတွေကိုထိမ့်သိမ့်မှု တောင်းဝန်တစ်ခုဖြစ်လာတယ်အဲဒါကြောင့်မလို့စသင်မှုဆိုတဲ့ပရိယတ်တိကအစားထိုးဝင်ရောက်လာမြတ်စွာဘုရားကိုယ်တိုင်ကရဟန်းတော်တွေကိုအကြီးချင်းတွေတမတ်ပြောတဲ့အခါမှာကိုချင်းတီလာကိုနံပါတ်1ထားပြီးတော့သုတ္တမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုများစွာကြားနာ မှတ်သားပြီးအိဗေနားလဲပြီးတော့သတ္တပိတပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတဲ့ဒီအင်္ဂါရက်ကိုတုတ်တံပါဠိတော်ဒီမှာထက်သွင်းပြောထားဝိနည်းစည်းကမ်းမှာလည်းပဲသုတဆိုတဲ့ဘောဓုတရှိတဲ့ပုဂ္ဂိုလ်တွေကိုပဲရှေ့တန်းမှာထားပေးတယ်။ဒါကြောင့်မို့စာသင်ရတယ်ဆိုတဲ့ဒီခေကလာတခုဟာတီထွန်းလာခဲ့တယ်။စာသင်ရတယ်ပရိယတ်တိစာပေကိုသင်ယူကြတယ် အဲ့ဒီခေတ်ကစာအုပ်နဲ့သင်တာမဟုတ်သည့်အတွက်ကြောင့် oral tradition လို့ခေါ်တယ်နှုတ်တင်နှုတ်တဲ့သင်တဲ့ခေတ်ဖြစ်သည့်အတွက်ကြောင့်နှုတ်တဲ့သင်ကြရတာဖြစ်လို့စူးစမ်းအထုတ်မှုဟာပို့ပြီးတော့လုံလန်းဆိုင်ရမယ်ကိစ္စဖြစ်လာစူးပန်းအထုတ်မှုဟာတမ္မာနဲ့မရဘူးဒါကြောင့်စူးစမ်းအထုတ်ကြပရိယတ်တိကိုစူးစမ်းပြီးတော့အထုတ်သင်ယူလာကြတယ်အဲ့ဒီတုတ္တ ပရိပတ္တိတဲ့ပရိယတ္တိကရှေတန်းဝင်လာတယ်လို့ပြောရမှာပဲတိုးတက်များပြားလာတယ်အဲ့လိုတိုးတက်များလာတဲ့အကျိုးကျေးဇူးကြောင့်ဒီကနေ့ခေတ္တီအောင်ရသော်ဗျာရဲ့ဆုံးမတရားတော်ဤပိဋကသုံးပုံဤကဲ၅ပြားဆိုတာတွေ့ခွင့်ရတာနော်အကယ်၍သာတရားကြီးပဲအထုတ်ကြမယ်စာမတင်ညာဘူးဆိုလို့ရှိရင်ပျောက်သွားတာကြာလာပဲပျောက်သွားနိုင်ဒါကြောင့်မို့တင်ကြရေးကိုပို့ပြီးတော့လှုပ်ဆောင်လာကြတော့ကနေ့ခေတ်မှာဆိုရင် ရှင်ငယ်ရဟန်းငယ်တွေဟာသင်္ကြာရေးကိုဥစားပေးပြီးတော့လှုပ်ကြတာ။ဝါရင်းကာလမှာဆိုရင်စာဝါရီမပြတ်အောင်မိမိတို့သင်ရမယ့်ဉာဏ်လေးကျက်မှတ်တာလို့ဆိုတာတွေကိုလုပ်အောင်။ဒါကနေ့စဉ်အလုပ်တွေ။ဝဏ္ဍိဘတ်တွေဆောင်ရွက်တယ်၊ကြားတောင်းအောင်ကိုကြည်ပြောင်းထမ်းဆောင်တယ်။ကျောင်းတိုက်တန်ရှင်းအောင်ဝိုင်းဝန်းပြီးတော့ပါဝင်ဆောင်ရွက်ကြတယ်။စီကံတကြရှိဖို့အတွက်ပါဝင်ဆောင်ရွက်ကြတယ်။အများနဲ့နေတဲ့နေရာဆိုလို့ရှိရင် အပြစ်အနာစာစွာရှိတတ်တယ်။ရှိတဲ့အခါမှာတရားတရားထက်သန်တဲ့ပုဂ္ဂိုလ်တွေကြောင့်အပြစ်အနာစာစွာမရှိဘဲနဲ့ဖြစ်တတ်ထိမ့်နိုင်သိမ့်နိုင်ဆိုပါစို့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်မျိုးကိုမွေးရမယ်။ရှင်သာရိပုတ္တရာဟာမြတ်စွာဘုရားပြီးရင်တပည့်အကြီးဆုံးဖြစ်တယ်။သို့တော့သူ့စိတ်ဓာတ်သူဟာဘယ်တော့မှအခွင့်အရေးမယူဘူး။နေ့စဉ်ဆွမ်းကပ်သွားပြီဆိုရင်အเจ้าကိုလှည့်ချတယ် လက်ကြည့်တာသင်္ကန်းနေမယုတ်ဘူးဆိုရင်သူကယုတ်ပြီးခဲ့တယ်။တရားစီလဲမထားတာမတွေ့ရဘူးဆိုရင်တရားစီလဲပြီးသွားတယ်။တောက်ရည်ဥရီရေမခတ်ဘူးရှစ်ခစ်ပေါ့နော်။ခနေခစ်တော့တောက်ရည်ဥမရှိတော့ဘူး။တောက်ရည်ဥရီရေမရှိဘူးဆိုရင်သူခတ်ထားတယ်။တရားစီမလဲရသေးရင်လဲတယ်။တောက်ရည်ဥရေမရှိရင်ရေခတ်ပေးတယ်။အဲ့ဒါလို့မေးလျော့ပြီးတော့သင်္ကန်းနေပြစ်ထားတယ်ဆိုရင် ကောက်သိမ့်ပေးခဲ့တယ်။တကားမပိတ်ရသေးဘူးဆိုပိတ်ပေးသွားတယ်။ လက်လဲပြီးတော့ကြည့်တယ်နေမကောင်းထိုင်မသာတဲ့ကိုတော့တွေ့ရင်လည်းပဲအာပေးစကားပြောကြပြီးဆုံးကပြန်လို့ရှိရင်သူနဲ့တင့်နေရတဲ့အစာအာဟာရမျိုးကျွေးတယ်ဒါရှင်သာရိပုတ္တရာရဲ့လုံနေချအကျဉ်းနာတရားဟာအမြဲတမ်းကြီးမားတယ်အဲ့ဒါလို့ထိမ့်သိမ့်ဆောက်ရှောက်မှုကြောင့်မြတ်စွာဘုရားရဲ့ဒီကျောင်းတော်ကြီးတွေတဲ့ဝင်ကြီးလိုက်မယ်ဆိုရင်တန့်ပြန့်တန့်ရှင်းပြီးတော့နေတယ်ဘာလို့လဲဆိုတော့တောင်းဝန်ကြေကြတယ်မိုက်တဲ့ရမရှိအောင် ုတောင်းလဲကိုဆောင်ရကြတယ်လိုက်ပြီးတော့လဲကြီးကြတယ်ကြီးကြတဲ့အခါမှာတွေ့ရင်လဲကိုယ်တိုင်ဆောင်ရက်ပြီးသွားတယ်အမိုက်တွေ့ရအစားကောက်ပြီးအမိုက်ပုံးနဲ့ထည့်သွားတယ်ဆိုပါတော့အခုလိုခရီးတစ်ဆိုင်လှုပ်သည့်အတွက်ကြောင့်ကျောင်းဝင်းတွေဟာတန်ရှင်းပြီးတော့ဝင်လာတဲ့လူတိုင်းစိတ်ချမ်းသာမှုရတယ်အဲ့ဒါဝိနိဘတ်ဆောင်ရက်တဲ့ကိစ္စတစ်ခုပဲအဲ့ဒီစိတ်ဓာတ်မျိုးကိုမွေးဖို့လိုတယ်ပေါ့တစ်ဖက်က ရိယတိစာပေတိုးတက်အောင်ကြိုးစားရမယ်တစ်ဖက်ကဝဏိဘဝတရားခြေပြောင်းအောင်ဆောင်ရရမယ်ဒါကငါလုံမဟုတ်ဘူးငါလည်းမဆိုင်ဘူးဆိုတာမနေပဲနဲ့အလုံးဟာကျောင်းဝင်တန်ရှင်ရဟအလုံးမတာဝန်ရှိသည့်အတွက်ကြောင့်ကိုတွေ့ကိုသိအမိုက်တွေကျောင်းထဲမှာမရှိအောင်ကြိုးဆိုင်ပြီးတော့ကိုတက်နိုင်တဲ့တာဝန်ကိုထမ်းဆောင်သွားကြဖို့ဆိုတာအရေးကြီးတယ်လို့အဲ့ဒီအပြင်အရေးကြီးဆုံးကဘာလို့လို့ဆိုရင် ဒီเจ้าမှာသတ်မှတ်ထားတဲ့စိကံဥပရိတိုင်းမြတ်စွာဘုရားရဲ့တတိပိဆုံးမတဲ့အတိုင်းတတ္ထသဗ္ဗိဟိဝသမေကေဟိသမောရမဏိဟိအဝိဝရမဏိဟိသိခိတ္တဗံဆိုရယ်ဒီကုန်းချုပ်မြတ်စွာဘုရားရဲ့ဆုံးမအမှားစကားချက်မှတ်ထားတဲ့စိကံနဲ့ပတ်သက်လာလို့ရှိရင်သဗ္ဗိဟိဝအာလုံးတညီတယ်သမေကစိတ်တုကုတ် ညင်ညင်ညွန့်ညွန့်နဲ့တမောရမာနပူပေါင်းပေါင်းစည်းခြင်းเนาะအတူတကွာပူပေါင်းခြင်းအလုံးပျော်ပျော်ရွှင်ရွှင်ဝမ်းမြောက်ဝမ်းသာနဲ့အဝိဝရမာနဒီကိစ္စနဲ့ပတ်သက်ပြီးအငင်းခုံအငင်းပွားမှုမရှိစေပဲအဝိဝရမာနေဟိတိခိတဗံချမှတ်ထားတဲ့စိကံဥပရိတ္တတွေ့ရတွေ့လိုက်နိုင်ကြမှာဖြစ်တယ် ဣထတဗ္ဗိဟေဝသမေခေဟိသမောရမဏိဟိအာယုရမဏိဟိသိခိတဗ္ဗံဆိုတဲ့ဆုံးမချက်စကားအတိုင်းချမှတ်ထားတဲ့စီမင်းအတိုင်းဒုဒ္ဒတွေဟာညီညွတ်ညွတ်ပူပေါင်းဆောင်ရွက်ပြီးပေါင်းစည်းကြပြီးစိတ်တူကိုယ်တူပေါင်းစည်းကြပြီးအငင်းခုံမရှိကြပဲနဲ့ညီညွတ်စွာလိုက်နာကြမယ်လို့နှလုံးသွင်းပြီးတော့ခုလိုမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း

ဘုဒ္ဓအာသနာစေရန်ဒိဋ္ဌတုဘုဒ္ဓအာသနာစေရန်ဒိဋ္ဌတုဘုဒ္ဓအာသနာစေရန်ဒိဋ္ဌတုသာ